ကျွန်တော်အလုံးအောင်မြင်တဲ့စီဝေးရှိမှဖြစ်ပါတယ်အဲ့ဒါကို ကျွန်တော်ယုံမားပွဲမရှိပါဘူးဒါပေမဲ့သူကအလုံးခက်ခဲတဲ့ညနိုင်သူတယောက်ဖြစ်ပါတယ်အဲ့ဒါတော့မကောင်းဘူးနော်ကျွန်တော်အလုံးအောင်မြင်တဲ့စီဝေးရှိမှဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ယုံမားပွဲမရှိပါဘူးဒါပေမဲ့သူကအလုံးခက်ခဲတဲ့ညနိုင်သူတယောက်ဖြစ်ပါတယ်အဲ့ဒါတော့မကောင်းဘူးနော် ကျွန်တော်အများကြီးတဘောတူထားပြီးဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်ခုကြားမှာတခါတလေပြဿနာရှိတာပုံမှန်ပဲဖြစ်ပါတယ်။နောက်ဆုံးဖြစ်ပွားခဲ့ပါပြီ။ထရန့်နဲ့ဆီဂျင်ပင်ထိပ်တည်အစည်းအဝေးဖြစ်ပါတယ်။အမေရိကန်နဲ့တရုတ်တမတော်များဟာယနေ့နေ့နဲ့ကိုရီးယားတောင်ပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။အစည်းအဝေးဟာတနင်္လာနေ့40မိနစ်ကြာခဲ့ပါတယ်။၎င်းဟာသူတို့ရဲ့နိုင်ငံအတွင်းပြောင်းအလဲဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ တည်ကြပါတယ်ကဝတ်တွန်းကကင်မရာလက်ဆွဲနှုတ်ဆက်မှုနဲ့မျောလင့်ချက်တွေကိုကြည့်ရှုနေကြပါတယ်လူများကခေါင်းဆောင်တဦးဟာဂုံတွေရေးနှီးပညာနဲ့စစ်ရေးတင်းမာမှုများမှာတိုးတက်မှုရှိမယ်လို့မျောလင့်ခဲ့ကြပါတယ်ဒါပေမဲ့စစ်ဝေးဟာပြပွဲတစ်ခုဖြစ်ပုံမှုဖြစ်ခဲ့ပါတယ်တပ်ပုံများစွာနဲ့အပြုံးများရှိခဲ့ပေမဲ့တကယ်ရလာများမရှိခဲ့ပါဘူးတရုတ်နဲ့အမေရိကန်ဆက်ဆံရေးဟာယခုချိန်ထိအလွန်တင်းမာနေဆဲဖြစ်ပါတယ်ခေါင်းဆောင်တဦးတွစ်ဆုံချိန်ကလေးကအဲ့ဒါရှင်းရှင်းတည်တာခဲ့ပါတယ် ်တွန်းကပြောကြခဲ့ပါတယ်ကျွန်တော်တို့အလုံးအောင်မြင်တဲ့စီဝေးရှိမှဖြစ်ပါတယ်ကျွန်တော်ယုံမားဝယ်မရှိပါဘူးသူကထပ်ပြောခဲ့ပါတယ်ဒါပေမဲ့သူကအလုံးခက်ခဲတဲ့ညှိနှိုင်းသူပါအဲ့ဒါမကောင်းပါထွန်းနဲ့ရှိကသူတို့နေရာတယောက်တယောက်ကောင်းကောင်းတိကျောင်းဆိုခဲ့ကြပါတယ်စီဝေးမစတဲ့ကိမာပဲထွန်းကမီဒီယာများနဲ့အများကြီးပြောဆိုခဲ့ပါတယ်သူကစီဝေးဟာအောင်မြင်မယ်နဲ့အမေရိကန်နဲ့တူဟာကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်းဆိုခဲ့ပါတယ်တမရ ရှိကသူ့မချက်တခုမြတိုးပြန်ခဲ့ခြင်းမရှိပါဘူးနောက်ဆုံးမှာယလာကအမေရိကန်နဲ့တူဟာတကယ်သဘောတူချက်တခုမရခဲ့ကြောင်းပြတ်တက်ခဲ့ပါတယ်လောင်းတို့ဟာတနစ်ကြောင်ပြူဟာအတူချုပ်ရတ်တမှုကိုတာသဘောတူခဲ့ကြပါတယ်ယိုရှင်စွာဆူရလဲအဲ့ဒါဟာယာယီအပြစ်ခရဆေးရဖြစ်ပြီးပိဋိပကအဆုံးမဟုတ်ပါဘူးဒီကယလာတွေကိုကြည့်ကြရအောင်ပထမကုံတွေရေးတနစ်ကြောင်ထွန်းကတူ ကုန်ပစ္စည်းများအပေါ်ခုံနှုံးဆော့ချရန်တဝတ်တူခဲ့ပါတယ်။ပြန်လည်အနေနဲ့တရုတ်ကအမေရိကန်ပေးပို့များကိုထပ်မံဝယ်ယူရန်တဝတ်တူခဲ့ပါတယ်။လက်ရှိအခွန်နှုန်းဟာ58ရာခိုင်နှုန်းဖြစ်ပါတယ်။အမေရိကန်က10ရာခိုင်နှုန်းဆော့ချမှာဖြစ်ပြီးအခွန်နှုန်းအသစ်ဟာ49ရာခိုင်နှုန်းဖြစ်ပါတယ်။ထို့ကြောင့်တရုတ်တင်ပို့မှုတွေကိုအမေရိကန်မှာ59ရာခိုင်နှုန်းအခွန်ကောက်ခံမှာဖြစ်ပါတယ်။ချစ်ချစ်ရဲ့အမအသားဖြင့်တရုတ်ကခေါင်းဆောင်နှစ်ဦးတွေ့ဆုံခါနေ့မှာအမေရိကန်ပေးပို့များမှာယူခဲ့ပါတယ်။ ၎င်းတို့ဟာအမေရိကန်မှတင်မော၃စာဝယ်ယူခဲ့ပါတယ်တရုတ်ဟာအမေရိကန်ပယ်ဖို့ရအကြီးဆုံးဝယ်ယူသူဖြစ်ခဲ့တဲ့ဖြင့်မေလမှာဂုံတွယ်ရေးစစ်ပွဲဆိုးဝါးလာခြင်းမှာဝယ်ယူမှုရပ်တန့်ခဲ့ပါတယ်အစားထိုးအနေနဲ့တရုတ်ကဘရာဇီးမှာပယ်ဖို့တည်တွင်ခဲ့ပါတယ်တဟသမ္မတထွန်းအတွက်နိုင်ငံရေးအရအရေးကြီးတဲ့အမေရိကန်လက်ထမများကိုထိခိုက်ခဲ့ပါတယ်အခုတရုတ်ကသမ္မတဝယ်ယူလာခြင်းမှာအမေရိကန်လက်ထမများပျော်ရွှင်နေကြပါတယ် အတူဆုံးရှင်ရမဆိုရင် ကြီးမားတဲ့အခွန်ဆော့ချမှုမရှိခဲ့ပါဘူးတနည်းလင်းရဲဆရာကနုံဆော့ချမှုသာရှိခဲ့ပါတယ်တေယုကအနေငယ်တက်တာခဲ့ပြီးအမေရိကန်ကပဲဖို့ရုံးချမှုပြန်ရခဲ့ပါတယ်နောက်အကြောင်းအရာရှားပွားမြင်ပစ္စည်းများဒီနေရာမှာကြီးမားတဲ့တိုးတက်မှုမရှိခဲ့ပေမဲ့တေယုကအနေငယ်အချိုးကျခဲ့ပါတယ်၎င်းကတနည်းကြာတင်ဖို့ကန်တချက်တွေကိုရပ်တန့်ရသဘောတူခဲ့ပါတယ်တေယုကအမေရိကန်တို့ရှားပွားငွေမြေပစ္စည်းများ ပေးပို့နေတဲ့ဖြင့်နေပေမဲ့မကြခင်ကတရုတ်နဲ့နှိပညာတင်ပို့မှုအပေါ်ပြင်းထန်ကန့်ကွက်ချက်မှုတွေချက်မှတ်ခဲ့ပါတယ်။ပထမကဏ္ဍချက်တွေကိုဧပြီလမှာကျင်းပခဲ့ပြီးနောက်ထပ်စုအဝေးတစ်ခုကိုယခုလမှာထုတ်ပြန်ခဲ့ပါတယ်။အချို့စီမင်းတွေကိုယခုဆော့ချခဲ့ပါတယ်။အဲဒါကြောင့်တရုတ်ကဖိအားကိုအနိုင်ငယ်သာဆော့ချခဲ့ပါတယ်။ထန်ကအဲ့ဒါကိုကြီးမားတဲ့အောင်ပွဲအဖြစ်တင်ပြခဲ့ပါတယ်။ ူကတာစီအလုံးပြောက်ကွယ်သွားပြီလို့ဆိုခဲ့ပါတယ်။ထရန်ကတာဟာအမေရိကန်နဲ့ကမ္ဘာတဝန်အတွက်ကောင်းမွန်တယ်လို့ဆိုခဲ့ပေမဲ့တရုတ်ကနောက်ပိုင်းမှာစိတ်ပြောင်းနိုင်ပါတယ်။နောက်ဆက်ခေါင်းဆောင်များကစီမီကွန်ဒက်တာဒါမှမဟုတ်ကွန်ပျူတာချစ်မားကိုဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့အသေးစိတ်မရှိခဲ့ပါဘူး။တရုတ်ကဗင်ဒီယာလိုအမေရိကန်ကုမ္ပဏီများမှချစ်မားဝယ်ယူမလား။ထရန်က ချစ်ပြောင်းချမ်းမှုကနာချက်တွေကိုဖယ်ရှားမလားဘာလို့မှမသိပါဘူးရှင်းလင်းတဲ့သဘောတူညီချက်မရှိခဲ့ပါဘူးအဲ့ဒီနောက်ပြည်သူ့ခမ်းများကြားရောက်လာပါတယ်ထရန့်ကထိုင်ဝမ်ကို လုံးဝမဆွေးနွေးခဲ့ကြောင်းဆိုခဲ့ပါတယ်တူထုတ်ပြန်ချက်မှာထိုင်ဝမ်ကိုမပြောပြမဖော်ပြခဲ့ပါဘူးယူကရိန်းကြောင်းထရန့်ကစစ်ပွဲဟာပြင်းထန်စွာထွက်ပေါ်လာခဲ့တယ်လို့ဆိုခဲ့ပြီးရှီကအဲ့ဒီပြဿနာမှာအတူလှုပ်ဆောင်ရန်သဘောတူခဲ့ကြောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဘလို့ဒါမှမဟုတ်ဘယ်ချင်းဆိုတာရှင်းပြထားပါဘူး တေယုကဝါအခြေတေအသေးစိတ်မပေးခဲ့ပါဘူး၎င်းတို့ကတစ်တော့အကြောင်းမှာဆွေးနွေးခဲ့ကြပါတယ်တေယုကမိကန်နဲ့တင်းလို့စွာဖြည့်ရှင်းရန်လှုပ်ဆောင်မယ်လို့ဆိုခဲ့ပေမဲ့တကယ်တဘောတဘောတူချက်ဒါမှမဟုတ်အတည်ပြုချက်မရှိခဲ့ပါဘူးအတူတူဆွေးရမယ်ဆိုရင်အမေရိကန်နဲ့တေယုကတဘောတူချက်မရှိပါဘူးလမထိုးထားတဲ့ဆိုင်ရဆရာမရှိချီနောင်တဲ့တဘောတူချက်မရှိတပ်ပေါ်များလက်ဆွဲနှုတ်ဆက်မှုနဲ့ဆက်လက်ဆွေးနွေးရန်ကြိမ်းများလာရှိပါတယ် အစည်းအဝေးပြည်တဲ့နောက်ကျုပ်ထုတ်ပြန်ချက်ဟာအလွန်တရိပ်ထားခဲ့ပါတယ်၎င်းတို့ကတမတရှိကဆွေးနွေးမှုပုံမလိုအကြောင်းဆိုခဲ့ပါတယ်သူဟာထရန့်ကိုတခါတခုံးမှမပြောဘဲအစည်းအဝေးမှာထွက်ခွာခဲ့ပါတယ်ထရန့်ရဲ့ version ဟာအလွန်ကွဲပြားခဲ့ပါတယ်သူရဲ့ပုံမှန်ပုံစံအတိုင်းသူကကြီးမားတဲ့အောင်ပွဲဖြစ်ခဲ့ကြောင်းဆိုခဲ့ပါတယ်သူကဧပြီလမှာတရုတ်တို့ထီးသွားမှဖြစ်ပြီးစီဂျင်ပင်ကနောက်ပိုင်းမှာအမေရိကန်တို့လာရောက်မှဖြစ်ကြောင်းဖလော်ရီဒါမှာမဟုတ် Washington DC မှာဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်ထရန့်ကပြောကြားခဲ့ပါတယ်အဲ့ဒါကအန်အော်ဆီဝီဖြစ်ခဲ့ပါတယ်သူဟာဒီလိုဆိုတဲ့အလွန်အင်အားကြီးတဲ့နိုင်ငံရဲ့ကြီးကြီးကျယ်တဲ့ခေါင်းဆောင်ပါကျွန်တော်တို့အရေးကြီးတဲ့ဆုံးဖြတ်ချက်များများစွာချမှတ်ခဲ့ပါတယ်များများဆဆကြံမနေခဲ့ပါဘူးဒါဆိုဒီတိတ်ဒီအစည်းအဝေးဟာတကယ်ပါရခဲ့ပါတယ်လေအားနေတဲ့အဖြစ်ခါရစေရည်တာတူတူရတတ်မှုပြန်လည်စတင်မှာမဟုတ်ပါဘူး ကုန်သွယ်ရေးနဲ့ဤပညာကဲ့သို့ကြီးမားတဲ့ပြဿနာများဟာယခုအချိန်ထိမဖြစ်ရှင်းရသေးပါဘူး။ထွန်းကကိုရိုင်းကိုငင်းချမ်းရေးသမရလို့ခေါ်ဆိုခြင်းပေမဲ့ကိုရီးယားတောင်ပိုင်းမှာသူဟာတုံ့နဲ့ချိန်ပုံမဝယ်ယူခဲ့ခြင်းသာဖြစ်ပါတယ်။တကယ်ငင်းချမ်းရေးဟာယခုအချိန်ထိဝေးကွာနေဆဲဖြစ်ပါတယ်။